ကံကြီးကြွရဘယ်နာမှာလဲကံလေးရှိတော်မမူအေးရဘမှာလဲဘယ်ရောက်ပါ ਈ လဲနှစ်ပြည့်ရောက်ပါ ਈ တော်မမူအေးသုံးနှစ်ပြည့်နှစ်ပတ်လည်ဤစုပြီးတော့ဥဖာဝါမိသားတစုဘာလို့လဲဥဖာဝါအာရကကြီးဟာဟာကံကြီးကြီးဟာဟာ အောက်ပြီးတော်မမူအေးရတော့ပြန်သွားပြီကိုအောင်ဘယ်တော့ပြန်မလဲလာလဲတာမဟုတ်လားလူဘဝကိုလာလဲတယ်အမိုးတို့ဟုတ်လားဟမ်ဟမ်တက္ကမကြီးတို့အမိုးတို့ဖာသီးတို့လူဘဝဘာလလို့ကြလာလဲတာဟုတ်တယ်မလားအဲနော်မမူအေးရတော့ပြန်သွားပြီသူအိမ်သူပြန်သွားပြီလားသုံးနှစ်ပြည့်သွားပြီပြန်သွားတာကြားလား ဥစဉ်တို့ဘယ်တော့ပြန်ကြရမလဲလာလဲတာနော်ဒုပွားဆိုတာဘာလို့လာလဲလာလဲတာခဏလာလဲတာနော်အဲ့ဒါကိုယ်အိမ်တို့မထင်နဲ့ဟုတ်ကြလားဧည့်သည်တွေပါဥစဉ်တို့ဟာလားအချိန်ကြရင်တော့ပြန်ရမှာနော်ဟုတ်တော့မလားအေးအဲ့ဒါလာလဲတာလူဘွားဆိုတဲ့နေရာဌာနကိုဥစဉ်တို့လာလဲကြတယ်လဲပြီးပြန်ရအောင်မယ်ဟုတ်ပြီလား ဘယ်ကိုပြန်ရမလဲအမြင်နေအိမ်ကတော့ဗုဒ္ဓဟောထားတယ်ငရေတရိษံပြိတာအတူရကေပြောကြည့်မယ်ငရေတရိษံပြိတာအတူရကေအဲ့ဒီဟာအမြင်နေအိမ်တဲ့ဘယ်သူတွေအတွက်လဲဆိုတော့ပမတ်တ္တာသနာမစတ္တရောအပါဟာအပါယသကဂေဟတတိတာတဲ့အပယ်လေးပုံဟာ မီလျော့နေတဲ့ပုံကူတို့အတွက်အပယ်လေးပုံဟာအမြဲအိမ်နဲ့တူတယ်မိမိတို့အိမ်နဲ့တူတယ်ဒါကြောင့်ဒကာကြီးတို့မကြီးတို့ကမမေ့နဲ့ပေါ့ဖခင်ပြောတာပမတ်တတ္တာစမီလျော့တော့သူရဲ့တကယ်စင်ဒကာကြီးတို့မကြီးတို့ဥစဉ်တို့မီလျော့နေမယ်ဆိုရင်အပယ်လေးပုံဟာဥစဉ်တို့ရဲ့နေအိမ်နဲ့တူသွားမယ်နားလဲလားနားလဲလားနော်တေးကြလားအဲ့လိုဆိုမေ့ရမလားမမေ့ရဘူးလားမမေ့ရဘူးမမေ့ရ မင်းရောအပယ်လေးပုံပြန်သွားရမယ်မြတ်စွာဘုရားဟောထားတယ်နော်မင်းလျောသူရဲ့အမြဲနေအိမ်ကဘာလဲအပယ်လေးပုံစတ္တာရောအပါယတကဂေဟာတတိတာတဲ့မင်းလျောမယ်ဆိုဥစဉ်တို့ရဲ့နေအိမ်ကအပယ်လေးပုံပဲနော်နော်မမူအေးကသုံးနေရှိပြီသူပြန်သွားတာသူမေ့မယ်ဆိုသူအပယ်သွားမှာပဲမျက်နှာမလိုက်နဲ့နှက်ပြီမလုံးနဲ့ကြားလားသူမေ့မယ်ဆိုသူပဲရောက်မှာတကကြီးတကကြီးပဲရောက်လဲ ပယ်ပဲနော်မမှုအေးကမမေ့ဘူးဟလားမပေါ်ဆဘူးတိလာရှိတယ်ဖရာတရားတန်ခါယူတည်ကိုင်းဆိုင်တယ်ဟလားကုသတရားနေနဲ့အမြဲတမ်းနေမယ်ဆိုရင် तू အပယ်မကြတော့နားလဲလားဦးစင်ပြောတာအဲ့ဒါပဲဒီမျက်နှာမလိုက်ဘူးနော်တခါကြီးတို့မလိုက်တော့လိုက်ရင်လိုက်မှာကိုယ်ဇနီးဖြစ်လို့ကိုယ်အမေဖြစ်လို့နှပ်ပြီးပို့ခြင်းပို့မှာဦးစင်ကမျက်နှာမလိုက်ဘူးနော်မမှုအေးမေ့မကောင်းမှုလို့ရင်အပယ်သွားနော်မမှုအေးမမေ့မလျော့ပဲနဲ့ ကုသိုလ်ကောင်းမှုတွေလုပ်တယ်တိနာတွေရှိတယ်စိတ်ကောင်းရှိတယ်ယတနာ၃ပါးကိုယုံကြည်ကိုးကွယ်စည်းကပ်ပြီးကုသိုလ်တရားတွေလုပ်ရင်မုံမူအေးကောင်းရာဒုက္ခတိရောက်မယ်နှစ်ပြီဟာလားစသည်ရောက်ကြမှာပေါ့ဒါပေမဲ့လူပြည်နှစ်ပြည်ကိုရောက်တော်လဲပဲဖရာကချမ်းသာလို့မဟုတ်ဘူးဟောလားမဟုတ်ဘူးလူချမ်းသာနတ်ချမ်းသာလို့ပြောတော်လဲတကယ်တော့လူလဲခန္ဓာ၅ပါးဒုက္ခသစ္စာနတ်လဲခန္ဓာ၅ပါးဒုက္ခသစ္စာပဲ ဟုတ်လားဒကမကြီးတို့လူဖြစ်လဲအိုမဲနာမဲတေးမဲနတ်ဖြစ်လဲအိုမဲနာမဲတေးမဲဒါဆိုဘာမှမထူးဘူးဒကမကြီးတို့ထူးအောင်လုပ်ရမှာဦးစင်းတို့ဘာလို့ရမလဲဒကမကြီးတို့ထူးအောင်လုပ်ရမယ်နော်ထူးချင်ရင်တော့တော်တာပန်ဖြစ်အောင်ကြိုးစားရမယ်ဘာဖြစ်အောင်ဟုတ်ရလားတရားရမှထူးမှာနော်တန်တရာတလျှောက်လုံးမှဦးစင်းတို့တွေလေလူလဲဖြစ်ခဲ့ပြီးပြီးနတ်လဲဖြစ်ပြီးပြီးမြမာလဲဖြစ်ပြီးပြီးဟုတ်လား 32ဘုံမှာဦးဇင်းတို့အရိယာတွေနေထိုင်တဲ့ဘုံတိချာရှိတယ်32ဘုံရောတိလားအမိုးတို့ဖာတီတို့တိလားမောင်ကျော်တိလား32ဘုံပါလေပြောရေးပြအပယ်လေးဘုံပါလေငရဲတလိษံပြိတာအတူတည်းအပယ်လေးဘုံဖားလားအဲ့ဒီဘုံပြမသွားနဲ့ကြားလားကြောက်စရာကောင်းလဲအဲ့ဒီဘုံကြီးဟုတ်လားပြီးရင်ကာမတုဂတိခုနှစ်ဘုံပြောကာမတုဂတိခုနှစ်ဘုံ လူပြည်နတ်ပြည်6ထပ်ကာမတုဂရီခုနပုံမှာပါလဲလူပြည်နတ်ပြည်6ထပ်နော်လူပြည်ဥစဉ်တို့နေတဲ့အခုလူပြည်နတ်ပြည်6ထပ်စတုမဟာတာဝရိန္ဒာယာမာတုတိတာပါလဲတုတိတာမြင်းနေမာနာရတိပရနေမီတာဝတဝတိနတ်ပြည်6ထပ်အဲ့ဒါလူပြည်နဲ့နတ်ပြည်6ထပ်ပေါင်းရင်ကာမတုဂရီခုနပုံအဲ့ဒါကာမတုဂရီခုနပုံတုဂရီကခုနပုံဒုဂရီက၄ပုံ ်ပေါင်းလိုက်ရင်အဲ့ဒါကာမ71ဘုံလို့ခေါ်တယ်။ဘာ71ဘုံ။ကာမ71ဘုံအဲ့ဒါနော်။အဥစဉ်တို့တွေအများအပြည့်ဒီလားတွေဖြူစင်ပြီးတော့ကုသိုလ်လုပ်ရင်တာမန်ကုသိုလ်ပေါ့နော်။ကာမဝဆရာကုသိုလ်လုပ်ရင်အဲ့လူချမ်းသာနတ်ပြည်6ထက်ဒါပဲရောက်မှာ။မြမပြည်မရောက်သေးဘူး။မြမပြည်ရောက်လား။လူပြည်နတ်ပြည်6ထပ်ကလည်းပင်ပန်းနဲ့ဆင်းရဲတယ်။အိုကြနာကြတေကြရတယ်။ဟုတ်လား။ ဒါကြောင့်အစင်းအချမ်းသာကြီးမဟုတ်ဘူးလူပြည်နဲ့ပြည်ချောက်ထက်လဲမြမပြည်ကြတော့နည်းနည်းပိုချမ်းသာတယ်။စံနေဝင်စားပြီးတော့တင်းရင်မြမပြည်ရောက်တယ်။မြမဘုံ20ရှိတယ်။မြမဘုံ20 20ဟုတ်ပြီလား။အဲဒီမှာရူပဝဆရမြမဘုံက15ဘုံရှိတယ်။နော်အာတညာတဘုံက2ဘုံရှိတယ်။အာရူပဘုံက4ဘုံရှိတယ်။အာရူပဆိုတာယုံမရှိဘူး။နော်နာမ်ပဲရှိတယ်။အာတညာတကနာမ်မရှိဘူး။ ရုပ်ပဲရှိတယ်။အဲ့လိုပုံတွေရှိတယ်နော်တကယ်လို့မိုက်လို့နားလဲလားအဲ့ဒီလိုပေါင်းလိုက်ရင်30နဲ့တပုံရှိတယ်။ဦးဇင်းတို့မရောက်ဘူးတဲ့ပုံကသုဒ္ဓဝါဒငါးပုံ။ဘယ်ပုံလဲ?သုဒ္ဓဝါဒဆိုရူပပုံမှန်ဝေယပုံပုံတိုင်အောင်တော့ရူပ15ပုံရှိတယ်။ဟုတ်လား။ရူပ10ပုံပေါ့ဝေယပုံတိုင်တော့ရူပ10ပုံသူ့ရဲ့အထက်မှာအဝိဟာအတ္တပါသူတ္တတသူတ္တတိအာကနိဋ္ဌာဆိုတဲ့သုဒ္ဓဝါဒ၅ပုံရှိတယ်။အဲ့ဒါရူပဝဆရာ၅ပုံ ဟုတ်ပြီလားအာတညာတဘုံနဲ့ပေါင်းရင်16ဘုံအာရူပ၄ဘုံနဲ့ပေါင်းရင်မြမဘုံ20ဖြစ်လာလားကာမစတဘုံနဲ့ပေါင်းလိုက်ရင်30နဲ့တဘုံနားလည်မနော်အဲ့မှာဦးဇင်းတို့မရောက်ဘူးတဲ့ဘုံကသုံးဓာဝါဒ5ဘုံဘယ်ဘုံလဲအာဝိဟာအတ္တပါသူတ္တာသူတ္တိအကနိဋ္ဌဒါမှအဲ့ဒီဘုံမှာကြာဦးဇင်းတို့ဒီဘဝကနေအနာဂံဖြစ်ပြီးတော့စုတေမအဲ့ဒီသုဒ္ဓဝါဒဘုံရောက်တာအဲ့ဒီသုဒ္ဓဝါဒဘုံမှာအနာဂံနဲ့ရမ်းတာပဲရှိတယ် ပုထုဇဉ်တွေမရှိဘူးသောတာပန်တက္ကရာကံမရှိဘူးနားလည်လားအရိယာတွေတတ်တတ်နေတဲ့ဘုံဟာအဲ့ဒါအထူးခြားတဲ့သုတ္တဝါသငါးဘုံအဲ့ဒီဘုံကိုတက္ကမကြီးတို့ဥစဉ်တို့မရောက်ဘူးရောက်ဘူးရင်လည်းဒီကိုပြန်မရောက်တော့ဘူးနိဗ္ဗာန်ဝင်ပြီယန္နာတိဟဲ့နားလည်လားအဲနားလည်ရနော်အဲ့သုတ္တဝါသငါးဘုံမရောက်ဘူးဒီလိုကြံတဲ့ဘယ်နှဘုံကြံမလဲ31တဲ့ငါးဘုံတော့ဘယ်လောက်ကြံလဲ20နဲ့6ဘုံ ဲ့ဒီ26ပုံမှာဦးစင်းတို့အကုန်ရောက်ဘူးတယ်။ကြားလားတန်တရာကရှည်လို့ဘာကရှည်လို့တန်တရာကရှည်လို့အနမတကောယံဘိခဝေတန်တာရောပုပ္ပါကောတိနပညာယတိတန်တရာရဲ့ရှည်ဆုံးစကိုတမင်ညူတာညံနဲ့လှမ်းကြည့်ရင်တော့တတဝတူရဲ့အစကိုမမြင်ဘူးမကုန်ဘူးမဆုံးဘူးတန်တရာရှည်လုံးလို့ဦးစင်းတို့ဟာငရဲမှလည်းရှုံးနေပြီငရဲကြတာရှုံးနေပြီနော်ပိတ္တာမဘွားတွေပိတ္တာထီဘွားတွေနဲ့အော်လပုတ် အများကြီးယနေ့ချိန်မှာပိတ်တာမာရီပိတ်တာထီးတွေပုံရောတော်တဲ့တောင်တဲ့မြို့တဲ့ရွာတဲ့တုံအင်ဂျိုအင်ဂျာလမ်းဂျိုလမ်းဂျာချောင်းဂျိုချောင်းဂျာမြောင်းဂျိုမြောင်းဂျာကျန်လာပိတ်တာတွေပိတ်တာတွေထတ်နေရောတဲ့ကျန်လာတဲ့ခိုင်းဒီမိုက်တွေဒီကျောင်းမှာလည်းပိတ်တာတွေပေါ်မှပေါ်ပဲကျန်လာကျန်လာဘာဖြစ်လို့လဲတတော်ဝါတွေကမကောင်းမှုလုပ်တာများတယ်တေးတိုင်းတေးတိုင်းအပယ်ကျတဲ့လူကများတယ်သူကတိရောက်တာနည်းနည်းလေးပဲလို့ဗုဒ္ဓဟောတယ်ကျန်လာ လက်သေးခွန်မှာကတ်တဲ့ကြီးလောက်ပဲရှိတယ်သူကတိရောက်တာကျမ်းလားဒါကြောင့်နော်မူမူအေးမမေးမလျော်နဲ့ကုသိုလ်လုပ်ပြီးပြင်တော့သူကတိရောက်မှာမေးလျော်နေနော်မူမူအေးလည်းအပယ်သွားမှာပဲကျမ်းလားတကကြီးနားလည်နော်တကကြီးတို့ရေဒါကြောင့်မြတ်စွာဘုရားရဲ့တရားတော်မျက်နာမလိုက်ဘူးဓမ္မကိုလုံးမသူကတိရောက်မှာအန္တမလို့တဲ့ပုံကိုယ်ကြီးအလုံးအပယ်ပဲနားလည်လားနာဟိဓမ္မောအဓမ္မောစနော်ဓမ္မနဲ့အဓမ္မဆိုတာ တူမျှတဲ့အကျိုးမရှိဘူး။နောက်နေပါရဲ့။နာယီဓမ္မောအာဓမ္မောသာဥဘောဓမ္မဝိပါကိနော။အာဓမ္မောနိရယံနေတိဓမ္မောပါတိတိတုကတိ။အာဓမ္မငရဲကိုပို့တယ်။ဓမ္မကသူကတိကိုပို့တယ်။နော်ဓမ္မကြီးတို့ကြိုက်တာလို့ကိုဖြစ်ကိုခံပဲ။ဟုတ်တယ်မလား။အာဓမ္မလို့တဲ့ပုဂ္ဂိုလ်ကြီးအကုန်အပယ်သွားပဲ။ဒါသူညံ့တာမလိုက်။ဓမ္မလို့ရင်တော့သူကတိရောက်မှာပဲ။ဒါသူလမ်းစဉ်ပဲ။ဟုတ်ရဲ့နော်။ ။ဒါကြောင့်ဦးဇင်းတို့30တပုံမှာမရောက်ဘူးတဲ့ပုံကသုဒ္ဓဝါသ9ပုံပဲရှိတယ်။ကြံတဲ့26ပုံဟာအပေလဲကြဘူးတဲ့၊နှစ်ပြီ6ထပ်တဲ့နေဘူးတဲ့၊မြမပုံလည်းအကုန်ရောက်ဘူးတဲ့။အဲ့လိုဆိုတော့ဘာမှမထူတော့ဘူးဒီမှာဦးဇင်းတို့လဲနေရတာ။ဟုတ်တယ်မလားဓမ္မကြီးတို့။တာမန်ကုသိုလ်လေးနဲ့တေလို့ကတော့ဓမ္မကြီးတို့လူပြည်နှစ်ပြီပဲပြန်ရောက်မှာပေါ့။နားလဲလားဆရာတော်ပြောတာ။နာဒါလောက်တော့ဦးဇင်းတို့ထူးချောင်းအောင်မလုပ်ရအောင်မလဲတာသနာလမ်းမင်းနဲ့တွေးခိုက်ဆုံခိုက်ဂျုံခိုက်မှာမလုပ်ကြရမလဲ တရားအားထုတ်အောင်ပြောမလိုအောင်လဲအဲ့ဒါပဲ